ငါဘာတိလာတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်လက်လေးနှချောင်းနဲ့ကြောက်ပြေမောမလက်သားသွေးထားပြီးလက်လေးနှချောင်းနဲ့ယူပြီးနာဝကိုတိပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေတရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာ ရှင်နေမှမေတ္တာဖြစ်အောင်လုပ်တာကငါးပါးသီလဆိုတဲ့ကုသိုလ်ရဲ့ပုံမြတ်တယ်။ဘာကြောင့်မြတ်တယ်လို့ပြောတော့ဆိုငါးပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာမဝနာပွားလိုက်တယ်ဆိုတော့ပါဝနာအဆင့်ရောက်ပါပြီ။ဒါကြောင့်မလို့ပုံမြတ်တယ်။အဲ့ဒီမေတ္တာပွားမှု အောင်မြင်သွားပြီဆိုလို့စံနေပင်ညင်နေရပြီစေ။ မြမပြေမကဘာနဲ့ခြေပြီးတော့အသက်ရှင်နိုင်တာဒါကြောင့်မို့လို့သီလကဘလောက်ပဲပြည့်စုံပြည့်စုံမြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့မြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းမြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ဖြစ်လို့ဆံရပြီဆိုရင်မြမဖြစ်တယ်သူတို့ဒါကြောင့်မို့လို့မြတ်တယ်သူပြောတာနော် အဲ့ဒီလေမြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်သင်္ခါရတရားတွေကိုအယုံပြုပြီးတော့ဘေယာမပညေဟုဆိုတဲ့အနိစ္စပညာလက်ဖြောင်းတည်းအချိန်မင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စပညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးဟာ ခဏမေတ္တာပွားရတယ်ပုံမြတ်တယ်။ဘာကြောင့်မြတ်တော့ဆိုတော့ဒီဝိပဿနာအတိကဘယ်လေးပါဖိုးလေးပါထင်အောင်စိုက်ထီးစေပြီးနိဗ္ဗာန်ထီအောင်ရောက်စေနိုင်တော့ကြောင့်ဖြစ်တယ်။စံပွားပြီးတော့ဆံရယုံတသက်နဲ့လိက္ခဏဆိုတာမရသေးဘူး။ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဒီအတိလာမ ในวาสุดเลตในแบบเด็กคายซีฮะเปื่อนผม